စာဖက်ပရိသတ်တွေကို မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ခွန်းဆက်တာပါအခြေချောင်းရေးဖို့ပြောတဲ့သူတွေအတွက်ဒီနေ့အခြေချောင်း post တစ်ခုတင်ထားတယ်နော်အဲ့မှာအခြေချောင်းရေးတာဖတ်ချင်တော့ဖတ်ကြကျွန်တော်တောင်းတယုံ Facebook မှာစာရေးတာမဟုတ်ဘူးအဲ့ဒါကျွန်တော်ခဏခဏပြောတယ်အဲစာရေးအရှိရေးတာပြီးအောက်ကလင်းတိုင်းညွန့်တွေရေးတာကျွန်တော်ရေးတာမဟုတ်ဘူးဟုတ်လားတချို့စာအတူလေးတွေတင်နေတဲ့ page တွေရှိတယ်ပရိသတ်တွေကတော့ကြိုက်တယ်ကြိုက်တယ်ပြောတယ်ဒါပေမဲ့ကိုကမရေးတာနော် ကျွန်တော် Facebook မှာစာကတနေ့နေလို့မှတခါတည်းဒီဒီလောက်တောင်မရေးဘူးဒီလောက်ဒါဒါကျွန်တော်ဒီကျွန်တော် followers တွေဆိုသိတယ်ဟလာဒီလောက်စာလေးရေးတယ်ဒီဒီလောက်စာလေးတစ်ပတ်ရေးဘူးဆိုတော့တော်တော်ကြာတယ်ကျွန်တော် Facebook မှာကျွန်တော်ရေးတာကျွန်တော်ဟောပြောတာတွေပဲလုပ်တယ်စာအုပ်ကျွန်တော်စာအုပ်ထဲမှာပဲရေးတာ online မှာတက်ရေးတာမဟုတ်ဘူးဒါပေမဲ့ဒီနေ့တော့ဒါထူးထူးခြားခြားလေးဖြစ်အောင်ရေးလိုက်တာဖြစ်တယ်เนาะကျွန်တော်တို့အဲ့တော့ပထမအဦးဆုံးတော့ဒီဟာကလက်တစ်ပြက် live ဖြစ်တယ်လက်ပြက် live ဖြစ်တဲ့အတွက် အလူချင်းတို့မေးခွန်းလေးတွေကိုကျွန်တော်အဓိကဖြေပြီးဖို့တက်လာတာဖြစ်တယ်ပြီးတော့ကျွန်တော်ဒီမှာအောင်မြင်မှုအတွက်လိုအပ်တဲ့စက်ဝိုင်း၃ခုပေါ့နော်အရေးကြီးတဲ့အဲ့ဒီ၃ချက်ကိုတော့ကျွန်တော်အခုမျှဝေပေးဖို့ရှိတယ်အဲ့တော့လူလေးခဏဆောင်းလိုက်မယ်နော်လူလေးခဏဆောင်းလိုက်မယ်အခုကိုဘယ်ဒေတာတွေကနေကြည့်နေကြလဲကောမန့်မှာရေးပါဦးပြီးတော့ကျွန်တော်အစီအစဉ်လေးတွေကိုကြည့်လို့အကျိုးရှိရလားအလူချင်းတို့ရဲ့အကျိုးရှိပါတယ်ဆိုတော့ကောမန့်တွေကကျွန်တော်တို့ဟောပြောမျှဝေတဲ့သူတွေအတွက်ကြီးစွာသောအားအင်ကို ဖြစ်စေပါတယ်ဒါကြောင့်အကျိုးရှိတယ်ဆိုရင်လည်းအကျိုးရှိတယ်ဆိုတာရေးခဲ့ပါ ကိုအောင်မြတ်ထေကိုအောင်မြတ်ထေမင်္ဂလာပါခင်ဗျာကိုရဲရင်မင်္ဂလာပါခင်ဗျာကိုရဲရင်မင်္ဂလာပါကိုနေလင်းရေမင်္ဂလာပါခင်ဗျာကိုအောင်မြတ်ထေမင်္ဂလာပါအဲခဏနေဆွေးနွေးမှုစမယ်ပါမက်လုံးမမြတ်ဝါစုမင်္ဂလာညာချမ်းပါခင်ဗျာမမြတ်ဝါစုမင်္ဂလာညာချမ်းပါမမြတ်ဝါစုမင်္ဂလာညာချမ်းပါခင်ဗျာ ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အခုခဏနေဆွေးနွေးမှုတွေစမှာဖြစ်တယ်မက်ငယ်ရိုးစ်မင်္ဂလာညချမ်းပါမက်ရွှေဤဝွန်မင်္ဂလာပါခင်ဗျကိုရဲရင်ကပြင်ဦးနေရကြည်တယ်ဟုတ်ပြီ anytime account မင်္ဂလာပါဟုတ်ကဲ့ပါမလေးရှားကြည်တယ်ဖေဖေချစ်တဲ့သားကြီးမေမေချစ်တဲ့သားကြီး account ဒေါ်တီရာအေးမင်္ဂလာပါခင်ဗျကဲစောစီစီစာအုပ်လက်ဆောင်နဲ့ပြေးမယ်နော်ကျွန်တော်တို့က ဒီအစီအစဉ်ကိုလူချင်းမင်းတို့အခုကြည့်နေတဲ့သူတွေကျွန်တော်အစီအစဉ်လေးကိုမျှဝေလိုက်နော်ဒီတစ်ပတ်မှာလည်းဒီမှာစာအုပ်လက်ဆောင်ပေးအောင်မယ်အခုလက်တစ်ပြက် live မှာဒါပေးတာဖြစ်တယ်မျှဝေလိုက်မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပေးအဲ့ထက်က၅ဦးကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့တင့်ကောင်းမှာတရဖူစောင်းနိုင်ဖို့မြန်မာနီးမြန်မာဟန်ဖြင့်အောင်မြင်ခြင်းမြန်မာနီးမြန်မာဟန် marketing အမှုပညာမျိုးစွာဟောပြောခြင်းနဲ့နဝရက်၉ပါးဘဝအောင်မြင်နိဗ္ဗာန်များဒီ၅ဥကို၅ဥကိုပေးအောင်မယ်ကိုမောင်ရရဆိုထုံးစံအတိုင်း ကိုမောင်ဖတ်ဖို့ဆိုပြီးတော့နော်ဟုတ်ကဲ့ပါတော်တီရာကြီးမင်္ဂလာပါခင်ဗျာအဲ့တော့ထုံးစံအတိုင်းမျှဝေလိုက်နော်မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါမင်္ဂလာပါမမျှနှင်းဦးရေမင်္ဂလာပါခင်ဗျာအဲ့တော့ကျွန်တော်တို့အခုဒီလက်ဒီကျွန်တော်တို့လက်ပြ live မှာပုံမှန်ကျွန်တော်ရဲ့ Friday night live မှာလူကျွန်တော်ကျွန်တော်အရှိကပြောတာကြီးလည်းရှိတာပေါ့နော်မေးခွန်းတွေလည်းအခုနောက်ပိုင်းတော့ကျွန်တော်မေးခွန်းတွေများများဖြေနိုင်အောင်တော့လုပ်တာပေါ့ဒါပေမဲ့မေးခွန်းတွေအများကြီးကျွန်တော်တို့မဖြေဖြစ်ဘူး ဒါကြောင့်ကျွန်တော်ဒါမေးခွန်းတွေများများဖြေဖို့အတွက်အခုလိုလက်ပြက် live တွေစောင့်ဝင်ပြီးတာဖြစ်တယ်အဲ့တော့အခုမေးခွန်းမေးခြင်း comment မှာရေးပါပထမပိုင်းမှာတော့ကျွန်တော်မျှဝေမှုလေးတစ်ခုလုပ်ချင်တယ်ဘာဖြစ်လို့လဲဆိုတော့တော်တော်များများမေးခွန်းတွေမေးကြကျွန်တော်တို့ဘဝမှာစူးစမ်းတယ်စူးစမ်းတယ်စူးစမ်းပြီးတော့ဘာလို့မအောင်မမြင်ဖြစ်တာလဲအဲ့ဒီမေးခွန်းကဒီတစ်ပတ်အတွင်းမှာတော်တော်များများမေးကြတယ်အဲ့လူချင်းမတော်သိကြလားစူးစားတယ်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 ဘာလို့ကျွန်တော်တို့မအောင်မမြင်ဖြစ်နေလဲဘာလို့မအောင်မြင်ရတာလဲ ဲ့တော့စ조사ပြီးတော့မအောင်မြင်ဘူးဆိုရင်တေချာတာတော့ဒီနှစ်ချက်ပဲရှိတယ်ဒီနှစ်ချက်ကိုကျွန်တော်တို့ပြန်သုံးသပ်နံပါတ်1အချက်ကတော့ကိုကကိုကိုကို조사တယ်လို့ထင်နေတယ်တကယ်တော့ကိုကပြင်းကိုကပြင်းတယ်သူများလောက်တော့ကိုမလုပ်ဘူးအဲ့တော့ကိုပြင်းပြီးတော့ကိုဘာသာကိုပြင်းပြီးတော့ကိုမလုပ်တာကို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 လိန်ပြီးတော့조사တယ်လို့ထင်နေပြီးတော့မအောင်မမြင်ဖြစ်နေတာဖြစ်တယ်အဲ့တော့အဲ့ဒါလို့အချိန်မျိုးဆိုရင်တော့ဒါအဖြစ်ရရှင်းရှင်းလေးပဲကျွန်တော်တို့ဘာလုပ်မလဲပြင်းလို့မရအောင်အောင်မြင်ချင်သူများထပ်ပို့ပြီးစူးစမ်းဖို့လိုတယ် အတခုရှိတာစူးစမ်းရတဲ့ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒုတိယအချက်ဖြစ်နိုင်တာကတော့အရေးမကြီးတာတွေကိုအရေးတကြီးလုပ်ပြီးစူးစမ်းနေသလားအဲ့ဒါပြန်စဉ်းစားကြည့်ဘဝမှာလူတွေမအောင်မမြင်ဖြစ်ရခြင်းအကြောင်းရင်းကအရေးမကြီးတာတွေကိုအရေးတကြီးလုပ်ကိုယ့်အတွက်ကိုယ့်အလုပ်ကကိုယ်အရေးကြီးအကောလုံးကိုကိုလုံးနေတခါညမှာဖုန်းလေးသုံးလိုက်တယ် Facebook မှာဟာစိတ်ဝင်စားကြတယ်ဟိုပွဲတွေဒီပွဲတွေဟလာဟိုပွဲကြည့်နေတယ်ဟာအာတခါတည်း ပုတ်တယ်ပုတ်တယ်ဟဲဟုတ်တယ်ဟာဟဲနဲ့နှစ်နာရီသုံးနာရီလောက်ဘယ်လိုအချိန်ကုန်သွားမှမသိဘူးလူချင်းမလို့အဲ့တော့လူချင်းမလို့အနေနဲ့အရေးမကြီးတာတွေကိုအရေးတကြီးလုပ်နေရင်လည်းဘယ်တော့မှမအောင်ဘူးအလုံးရှုပ်နေတဲ့သူကအောင်မြင်တာမဟုတ်ဘူးရလဲထောက်အောင်လုပ်နိုင်တဲ့သူကအောင်မြင်တာအဲ့တော့ဘဝမှာကျွန်တော်တို့ကစူးစမ်းပြီးမအောင်မြင်ဘူးဆိုရင်အဲ့ဒါလေးတစ်ချက်ပြန်သုံးသပ်ကိုကိုကိုစူးစမ်းပြီးမအောင်မြင်ဘူးဆိုရင်ဒေါ်ကြီးမြင့်မင်္ဂလာပါနော်ဟုတ်ကဲ့မမညနေဦးကျေးဇူးနော်မခင်မင်္ဂလာပါမမိုးမင်္ဂလာပါ ဟုတ်တယ်ကွန်မြူနာစ조사တော့조사တာကျွန်တော်ဒါကြောင့်ကျွန်တော်ပြောတာပေါ့조사တော့조사တာပဲဘာဖြစ်လို့လဲကျွန်တော်တစ်ချက်ကပါလေကိုကိုကြိုးစားရလို့ထင်နေတာဒါပေမဲ့ကိုကပြင်းနေတိတ်သူများလောက်တော့မလုပ်ဒုတိယအချက်ကတော့ဗာလေအရေးမကြီးတာတွေကိုအရေးတကြီးလုပ်နေဘဝမှာအောင်မြင်ခြင်းအရေးကြီးတာတွေကိုအရေးတကြီးလုပ်ဖို့လိုတယ်အဲ့ဒါတွေ plus ပေါ့အဲ့ဒါတွေ plus ဟုတ်ပြီဒီချင်းတွေတစ်ခုရပြီဆိုဒီဆဝိုင်းသုံးဝိုင်းကိုကျွန်တော်တို့ကြည့်အဲ့လိုကျွန်တော်ဘဝမှာအောင်မြင်ခြင်းနဲ့ဆိုရင်ဒီအချင်းတွေသုံးချက်ဟာကျွန်တော်တို့မဖြစ်မနေလို့နံပါတ်1ကတော့ဒါကျွန်တော်တို့ကဘုန်းတော်ကြီးမြတ်တော်မူတဲ့ ယသောဘုရားရှင်ကိုရောမြေကြီးကျွန်တော်တို့ဓာတ်ရညွန်ကြတဲ့အတိုင်းပဲလောကမှာစန္ဒဟာအဓိကကြစန္ဒရှိဖို့လိုတယ်ကိုစန္ဒမရှိတဲ့အရာတခုလုတ်ပြီးအောင်မြင်နေတာကမ္ဘာမှာတယောက်မှမရှိဘူးသို့တော်စန္ဒရှိတိုင်းအောင်မြင်လို့ကတော့လူတိုင်းအောင်မြင်နေတာပဲဒီနေ့လမ်းဝါသူတွေပဲအပြင်ကဆိုကြိုက်တဲ့သူမြေကြီးလိုက်လမ်းဝါမှာလူတယောက်တွေ့နေအောင်မြင်နေသလားဆိုအောင်မြင်နေတယ်ပဲပြောတာပဲဟဲ့လားမအောင်မြင်ဖြစ်ချင်ပါလေလို့ပြောနေဒီလိုတိတ်ပုံမှာမဟုတ်တော့ဘူးဆိုတော့ အောင်မြင်ခြင်းတယ်လို့ပြောတဲ့သူတိုင်းအောင်မြင်တာမဟုတ်ကျွန်တော်တို့ဖြစ်ချင်တာလောကမှာဖြစ်တာမဟုတ်ထိုက်တန်တာတွေဖြစ်တာလေကျွန်တော်တို့ ਨੇ ထိုက်တန်တာဖြစ်တာကျွန်တော်တို့ဖြစ်ချင်တာဖြစ်တာမဟုတ်ဒါပေမဲ့ကျွန်တော်တို့ကကိုယ် ਨੇ ထိုက်တန်မှုစူးစမ်းလူဖြစ်တယ်ကျွန်တော်တို့ကအရာဝတ္ထုမဟုတ်တရိစ္ဆာန်မဟုတ်ဥပမာကျွန်တော်ကတရိစ္ဆာန်ကျွန်တော်ကဝတ်ဆိုရင်ကျွန်တော်ဝတ်အနေနဲ့မှကျွန်တော်ကြွက်ဖြစ်ချင်တယ်ဆိုဝတ်ကနေကြွက်မဖြစ်ဘူးအဲ့လိုလိုပဲကျွန်တော်ကအရာဝတ္ထုလို့ပြောရင်ဒါပတ်စံအိလို့ပြောပတ်စံအိကျွန်တော်ပတ်စံအိကနေခွက်ဖြစ်ချင်တယ်လုံးလို့မရဘူး ခွက်ကလည်းခွက်ကပတ်စံဖြစ်ခြင်းနဲ့လုပ်လို့မရဒါပေမဲ့ကျွန်တော်တို့ကလူပြတရိတ်ဆန်လည်းမဟုတ်ဘူးကျွန်တော်တို့ကအရာဝတ္ထုလည်းမဟုတ်ဘူးအဲ့တော့စင်စင်ရမွေးလာပြီးတော့မှဘီလီယံတယောက်ဖြစ်ခြင်းနဲ့ရတယ်လူချင်းဘာဖြစ်ခြင်းနဲ့လူဖြစ်တဲ့အတွက်ကိုဖြစ်ခြင်းတာအားလုံးကိုဖြစ်အောင်လုပ်လို့စန္ဒပြင်းပြဖို့လိုတယ်အသေးလောက်အောင်ဖြစ်ခြင်းတာအဲ့ဒါအရေးကြီးတယ်အောင်မြင်ခြင်းနဲ့ဟုတ်ပြီအဲ့ဒါညကြရင်ဒါလေးလောက်ကြအလုပ်လေးလောက်ကြအောင်ဆိုတော့ပို့ဘူးတဲ့ကိုရီးယားကလွတ်မှာဆိုလို့ဆိုတော့မဖြစ်ဘူးကျွန်တော်တို့စန္ဒပြင်းပြပြင်းပြပြရှိရ သို့တော့ဆန္ဒတစ်ခုလည်းရှိုံနေမြောက်ဖြစ်နိုင်ကြီးဆိုတာကျွန်တော်တို့ကဒါအရေးကြီးတယ် business model ကအရေးကြီးတယ်ဖြစ်နိုင်ကြီးကိုကျွန်တော်တို့ကအုံသက်နိုင်ဖို့လိုတယ်လေ့လာနိုင်ဖို့လိုတယ်ဖြစ်နိုင်ကြီးကိုကြည့်တတ်ဖို့လိုတယ်ဖြစ်နိုင်ကြီးရှိတဲ့အချိန်ဖြစ်နိုင်ကြီးရှိတဲ့နေရာမှာအကျွန်တော်တို့လုပ်ဖို့လိုတယ်ဟုတ်ကဲ့ပါမမနေအောင်ကျေးဇူးနော်အဲ့တော့ဆန္ဒအရေးကြီးတယ်နောက်တစ်ခုကတော့ကျွန်တော်ဗာအရေးကြီးလဲဖြစ်နိုင်ကြီးအရေးကြီးတယ်နောက်တစ်ခုကတော့ရင်းမြစ်လို့ခေါ်တဲ့ resource အရေးကြီး အစီအဝိုင်းလုပ်ငန်းတစ်ခုဆိုကျွန်တော်ရေပုံရအပြင် resource ၄ခုလို့ရတယ်။ resource ဒီရင်းမြစ်ဆိုတာကျွန်တော်ရေပုံရအပြင်၁၂၃၄ရေပုံရ၄ခုလို့ရတယ်။တစ်ကပါလဲရုပ်ပိုင်းဆိုင်ရာရင်းမြစ်တွေလို့ရတယ်။ကိုကသမင်းဆိုင်ဖွင့်ကျင်တယ်ဟုတ်ဘယ်နေရာမှာဖွင့်ပါလဲ။ locations ဒုတိယတစ်ခုငွေကြေးရင်းနှီးလို့တာပေါ့။ဘယ်စီဝိုင်းမဆိုငွေကြေးကအတိုင်းတာတစ်ခုတည်းလို့ရတယ်။အဲ့တော့တော်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေကမြတ်အောင်စူးစမ်းနိုင်တယ်။ထူးကျော်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေကသူများပတ်စံနဲ့မြတ်အောင်လုပ်နိုင်တယ်။သူများပတ်စံအောင်လိန်တာမဟုတ်ဘူးနော်။အရေးချင်းရှိရင်အဲ့ဒီအရေးချင်းရှိတဲ့သူစီမှာ ရင်းနှီးမြှုပ်နှံခြင်းတဲ့သူတွေအများကြီးပဲမြန်မာပြည်မှာပိုတောင်းများသေးတယ်မြန်မာပြည်မှာစီးပွားရေးမလုပ်တတ်တဲ့သူကများတယ်စီးပွားရေးလုပ်တတ်တဲ့သူတယောက်တွေ့မယ်ဆိုအဲ့လေသူ့စီမှာအာကျမငွေလေးကိုထည့်ထားခြင်းလို့ဆိုလိုက်ပြီးလိုက်နေတဲ့သူတွေအများကြီးပဲဆိုတော့ဒီနိုင်ငံမှာငွေတွေပိုက်ပြီးတော့စီးပွားရေးမလုပ်တတ်တဲ့သူတွေအများကြီးရှိတယ်ဆိုတော့ရင်းမြစ်မှာဒုတိယကတော့ငွေကြေးအရင်းကြီးတတိယကတော့ HR ပေါ့ဒါသိတယ် human resource နောက်နောက်ဆုံးတစ်ခုကအရေးကြီးဆုံး intellectual resource အသိဉာဏ်ဆိုင်ရာအရင်းကြီးအဲ့ဒါအရေးကြီးဆုံး ဘလောက်ပဲဆန္ဒတွေရှိရှိဘလောက်ပဲဖြစ်နိုင်ကြတွေများများလိုအပ်တဲ့ရင်းမြစ်မရှိရင်အဲဒီဆန္ဒနဲ့အဲဒီဖြစ်နိုင်ကြတွေဟာအလဟတ်တပဲလူကြီးမဲ့ plan ဟာဘလောက်ပဲကောင်းကောင်းအဲဒီစီမံကိန်းအဲဒီ plan ကိုအကောင့်ထဲပေါ်ဖို့အတွက် resource ရင်းမြစ်မရှိဘူးဆိုရင်အဲဒီ plan ဟာဘာလုံးမှမဖြစ်ဘူးဆိုတော့ဘဝမှာအောင်မြင်ဖို့အတွက်ကျွန်တော်အရေးကြီးဆုံးသုံးချက်ကိုပြောခဲ့တယ်ဆန္ဒဖြစ်နိုင်ကြရင်းမြစ်တယောက်နဲ့တယောက်တော့အာအာတာရာအာနေရာမတူတချို့ကမွေးတော့ ပြည့်ပြည့်စုံစုံနဲ့မွေးလာအဲ့တော့အချိန်များချင်းပါလေသူကယင်းမြစ်ကပြည့်စုံပြီးသားမိသားစုကလည်းသူဖြစ်ချင်တာကိုထောက်ပံ့ပေးနိုင်တယ်ဒါပေမဲ့သူဖြစ်နိုင်ခြေရှိအောင်မကြိုးစားဘူးသူသူကလည်းမကြိုးစားချင်ဘူးဆိုရင်လည်းပဲဘယ်သူ့မှာရလက်ကောင်းနေမထွက်ဘူးတချို့ကဆန္ဒပြင်းပြတဲ့အတွက်ဖြစ်နိုင်ခြေနဲတဲ့တိုင်အောင်အဲ့ဒီဖြစ်နိုင်ခြေကိုများလာအောင်ကြိုးစားယင်းမြစ်တွေနဲနေတဲ့တိုင်အောင်ယင်းမြစ်တွေသူများအောင်စုဆောင်အဲ့ဒီအတွက်သူ့ဘဝမှာသူဒီအောင်မြင်မှုတွေရရှိလာတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ ဘဝမှာလူကျွန်းတို့ဖွံ့ဖြိုးတိုးတက်ခြင်းဒီစန္ဒဖြစ်နိုင်ဒီရင်းမြစ်သုံးကိုထိန်းကြီးဖို့လို့အဲ့တော့အခုကြည့်နေတဲ့သူတွေ100နီးပါးရှိတယ်ဆိုတော့စန္ဒဖြစ်နိုင်ဒီရင်းမြစ်မှာကိုယ်ပါဘာအားတာလဲအားတာဆုံးတစ်ခုသုံးခုလုံးအားတာရင်တော့အတိုင်းထက်အလွန်တကုံတဲ့ကုတ်ကားပေါ့နော်ဒါပေမဲ့ကိုယ်မှာဘာအားတာလဲကြည့်ရအောင်ကျွန်တော် research တွေသူတေသနာတွေလုပ်ကြည့်ရအောင်ဟာကျွန်တော်ကတော့စန္ဒအားတာပါတယ်လို့ပြောရင် common မှာစန္ဒလို့ရေးကြည့်ပါဦးကျွန်တော်ကတော့ဖြစ်ဖြစ်နိုင်ကြီးအားတာပါတယ်လို့ပြောရင်ဟုတ်လားဖြစ်နိုင်ကြီးလို့ရေးကြည့်ရအောင်နော် အဲကျွန်တော်ကတော့မွေးကလေးကတခါတည်းเนาะကျွန်တော် boss day စီမှာမိသားစုကပြည့်ပြည့်စုံစုံနဲ့မွေးလာတယ်ဆိုရင်ရင်းမြစ်တွေကြွယ်ဝတယ်ဆိုရင်ရင်းမြစ်ပေါ့เนาะစန်တာဖြစ်နိုင်ကြီးရင်းမြစ်ဒီသုံးကိုရေးကြအောင်မကိုဖေးက Donald Trump ကိုဖေးက Donald Trump ဆိုရင်ရင်းမြစ်ကအများကြီးရှိတာဖြစ်နိုင်ကြီးလည်းအများကြီးရှိတယ်ကိုဖြစ်ဖြစ်ဖို့အတွက်စန်တာပဲရှိဖို့လိုတယ်ဆိုတော့အဲဒီအချက်၃ချက်ဘယ်ဟာအကောင်းလဲ comment မှာတစ်ချက်လောက်ရေးကြည့်ပါဦး ကဲစာအုပ်လက်ဆောင်ပေးမယ်လေဒီစီစဉ်မြဝေးလာမြဝေးပြီးသွားရင် comment မှာမြဝေးပြီးပါပြီလို့ဝင်ရေးပေးထားပေးအဲ့တည်းက၅အုပ်ကိုရွေးချယ်ပြီးတော့ဒီမှာကျွန်တော်ရဲ့စာအုပ်၅အုပ်လက်ဆောင်ပေးမှာဖြစ်တယ်။ဟောပြောပွဲတက်ချင်တဲ့သူတွေကအခုလာမဲ့၉ရက်နေ့မန္တလေးမှာမန္တလေး East Hotel เนาะကျွန်တော်တို့မနက်စင်းသားကြီးတနင်္ဂနွေနေ့အခမဲ့ဟောပြောပွဲဖြစ်တယ်မြည်သူမဆိုတက်နိုင်တယ်။နောက်တစ်ခုကတော့ကျွန်တော်ရဲ့အစီအစဉ်အစ်စ်ပေါ့ဗျာเนาะကျွန်တော်ရဲ့အစီအစဉ်အစ်စ် အဲအဲ့ဒါလေးတခုညီရေတယောက်လောက်လေကို့အခန်းထဲမှာဟိုဟာလေးဒီနောက်ကနေပြီးတော့သွားပြီးတော့ iPad လေးယူပေးပါအောင်နော်ဒီမှာဟိုဟာလေးပွဲတာလေးပြအောင် iPad mini လို့အဲကို့အိတ်ကလေးထဲမှာရှိတယ်နော်အဲ့တော့ကျွန်တော်တို့ပွဲအစီအစဉ်အစ်စ်ကတော့ဘာရှိလဲဆိုတော့တခါမှမလုပ်ဘူးတဲ့ပွဲတော့အဲ့ဒီပွဲမျိုးကနောက်9နှစ်နေလို့10နှစ်နေလို့ကျွန်တော်လုတ်ချင်မှလုတ်မှာတကယ်ပြောတာကျွန်တော်စာရေးဆရာတက်တက်တလျှောက်မှလည်းကျွန်တော်မလုပ်ဘူးဟောပြောပွဲတွေကတော့ကျွန်တော်ခဏခဏပြောတယ်ကျွန်တော်ဟောပြောပွဲတွေကတစ်လကိုကျွန်တော်10ပွဲလောက်ပြောတယ်တခါတလေကြရင် ။နောက်ကျွန်တော်အရင်တော့ဆိုတလ10ဘွဲလောက်ပြောတယ်။အခုလည်းပဲ4ဘွဲ5ဘွဲလောက်တော့ကျွန်တော်ပြောနေတာပေါ့။ဒါပေမဲ့အာဒီလိုပွဲမျိုးကတော့ကျွန်တော်တခါမှမလုပ်ဘူး။တခါမှမလုပ်ဘူး။အဲ့ဒါပါလဲဆိုတော့ Meet and Greet in Yangon. Meet and Greet in Yangon ကျွန်တော်တို့လုပ်မှာဖြစ်တယ်။အဲ့ Meet and Greet in Yangon လို့ကျွန်တော်နာမည်တက်ထားတယ်။ amount of fan meeting ပေါ့လေတော်တော်ကျွန်တော်ဆာရေးဆရာဆိုတော့ fan meeting လို့ကျွန်တော်မတက်ဘူးပေါ့ meet and greet in yangon ကိုကျွန်တော်တို့လုပ်มาဖြစ်တယ်ကျေးဇူးကြီးကျွန်တော်တို့23ရက်နေ့ပေါ့ march လ23ရက်နေ့ကျွန်တော်တို့ ာတနင်္ဂနွေနေ့အားလုံးအလုပ်အားတဲ့အချိန်ပေါ့တနင်္ဂနွေနေ့22ရက်နေ့မှာကျွန်တော်ထင်တာဒီတက္ကသိုလ်ဝန်ထမ်းဆံပွဲတွေက22မှာပြီးမှာပေါ့အဲ့တော့တက္ကသိုလ်ဝန်ထမ်းဆံပွဲပြီးတဲ့အခါလာတက်လို့ရရန်ကုန်မြို့ Pan Pacific Hotel မှာကျွန်တော်ရဲ့ Meet and Greet Program ကျွန်တော်တို့လုပ်မှာဖြစ်တယ်အဲ့တော့အခုဆိုလည်းဒါကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်ကြီးတွေက sponsor ပေးထားပြီးသားလုပ်ငန်းရှင်ကြီးတွေလည်းကျေးဇူးတင်ပါတယ်မကြမီမှာ sponsor စီးရင်တွေလည်းကျွန်တော်တို့ကြီးညာမှာဖြစ်ပါတယ်အများအား sponsor ပါဝင်ကြတဲ့လုပ်ငန်းရှင်ကြီးတွေလည်းကျေးဇူးတင်တယ်ဒါကျွန်တော်ပြည်သက်တွေနဲ့ကျွန်တော်ရင်းနှီးနှီးတွေ့မှာဖြစ်တဲ့အတွက် ဟို ticket fee ဆိုလဲကျွန်တော်တို့အသက်တာဆုံးလောက်ထားတယ်အဓိကပွဲရဲ့ကုန်ကြမ်းဈေးကခုနကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်ကြီးတွေရဲ့ဒီ sponsor နဲ့အဓိကလောက်တာဖြစ်တယ်ဒါကြောင့် normal ticket ကိုကျွန်တော်2000ပဲသတ်မှတ်ထားတယ်နော်2000ဆိုတော့မြည်သူမဆိုတက်နိုင်အောင်ကျွန်တော်စီစဉ်ထားတယ် VIP ticket ကတော့3000သတ်မှတ်ထားတယ် VIP ticket မှာတော့ VIP gift set ပေါ့ကျွန်တော်ဒီလက်ဆောင် set ပါမှာဖြစ်တယ်ပြီးတော့ဒီပွဲတက်ရောက်တဲ့သူတွေအထူးအစီအစဉ်တွေအများကြီးပါဒီ meet and greet မှာလीကျွန်တော်တို့ဒီကျွန်တော်ရဲ့ဒီ meet and greet ဖြစ်တဲ့အတွက် ဟိုလင်းတိုင်းညွန့်လုတ်တဲ့ဖြစ်တဲ့အတွက်ဟောပြောတာတော့မပါမဖြစ်ပေါ့နော်ကျွန်တော်တို့ဒါကြောင့် Myanmar New Year Success Talk မြန်မာနှစ်တက်ကလာတော့မှာဆိုမြန်မာနှစ်တက်ကိုအထူးအောင်မြင်ဟောပြောမှုပါမယ်ဂိမ်းကစားတာတွေပါမယ်အဲ့တော့ကျွန်တော်စာအုပ်စုထားတဲ့သူတွေစာအုပ်တွေယူခဲ့နော်စာအုပ်အများဆုံးစုနိုင်တဲ့သူကို Top Fan Award ပေးတာတွေကျွန်တော်တို့ပါမယ်နောက်တစ်ခါကျွန်တော်တို့ ကျွန်တော်တချို့လက်ဆောင်ပေးခြင်းတဲ့သူတွေရှိတယ်လက်ဆောင်လိုချင်လို့ပြောတာမဟုတ်တော့လက်ဆောင်ပေးခြင်းတဲ့သူတွေရှိရင် UK အဲ့ဒီကြစင်ပေါ်မှာတဦးချင်းပေးတဲ့လက်ဆောင်ဓာတ်ပုံရိုက်ပြီး like လက်ခံမဲ့အစီအစဉ်တွေပါမယ်ကျွန်တော်အကြိုက်ဆုံးလက်ဆောင်ပေးနိုင်တဲ့သူကျွန်တော်ဆုပြန်ပေးမဲ့အစီအစဉ်တွေပါပြီးရင်ဘာတွေပါမလဲဆိုတော့ကျွန်တော်ဒီ sponsor ပေးတဲ့လုပ်ငန်းရှင်ကြီးတွေအကြောင်းရတဲ့နာလုပ်ငန်းရှင်တွေပါမယ်အင်ချမ်းကြီးလုပ်ငန်းရှင်တွေပါမယ်အဲ့တော့ဒီလုပ်ငန်းရှင်တွေနဲ့ပတ်နေစကားဝိုင်းမှာလူငယ်တွေကကိုဖြစ်ချင်တာကိုဒီလုပ်ငန်းရှင်ကြီးတွေကိုကိုအကြောင်းရတဲ့နာနဲ့ပတ်သက်ပြီးအောင်မြင်ချင်တယ်ဆိုသက်ဆိုင်ရာလုပ်ငန်းရှင်တွေကိုဓာတ်ရိုက်မင်းမြတ်နိုင်မဲ့အစီအစဉ်တွေပါ အဲဒီထူးထူးခြားခြားအစီအစဉ်တွေနဲ့ကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့လေလူချင်းတို့မိကုန်းနေစိတ်ကြိုက်မေးမြန်းနိုင်တဲ့အစီအစဉ်တွေပါဝင်ပါတယ်အဲ့တော့ဒီ meet and greet ကတော့ကျွန်တော်ပထမတော့ဒီ March 23ကဘန်ကောက် Asia Hotel မှာကျွန်တော်တို့လုပ်ဖို့စီစဉ်ထားပြီးသားဒါပေမဲ့လက်ရှိထိုင်းရဲ့တိုင်းနိုင်ငံရဲ့အခြေအနေကြောင့်ကျွန်တော်6လပိုင်းလောက်ကိုတော့ဘန်ကောက်ဒီ meet and greet ကိုရွှေ့လိုက်တယ် အဲ့အတွက်လည်းထားရသူတွေကိုကျွန်တော်တို့6လပိုင်းမှာပြန်တွေ့ကြမယ်နော်။ဒါကြောင့်ကျွန်တော်ဘန်ကောက်တူရန်ကုန်ဖြစ်သွားတာပေါ့။ကျွန်တော်ရဲ့မိခင်နိုင်ငံဒါကျွန်တော်ရန်ကုန်မှာစလုပ်တယ်။ကျွန်တော်6လပိုင်း7လပိုင်းလောက်မှာ Meet and Greet in Singapore ကိုကျွန်တော်တို့လုပ်ဖို့ရှိတယ်။ပြီးရင်ကျွန်တော်တို့12လပိုင်းလောက်ဆို Meet and Greet in Kuala Lumpur ကိုကျွန်တော်တို့လုပ်ဖို့ရှိပြီးတော့2026နှစ်လပိုင်းလောက်မှာ Meet and Greet in Seoul ကိုကျွန်တော်တို့လုပ်မှာဖြစ်တယ်။ဆိုတော့အဲဒါကကျွန်တော်မြန်မာနိုင်ငံကနေစပြစ်သွားတာကောင်းတာပေါ့နော်ကျွန်တော်တို့။ဆိုတော့ Meet and Greet က ကြိုပြီးလက်မှတ်ဝယ်ထားဖို့လိုပါတယ် meet and greet ဖြစ်တဲ့အတွက်ဟောပြောပွဲမှာကျွန်တော်ဟောပြောပွဲတွေက seminar တွေမှာပြိဿတ်တွေနဲ့ကျွန်တော်မရင်းနှီးလို့ခံစားရတယ်ဒါကြောင့်ကျွန်တော်ပြိဿတ်တွေနဲ့ရင်းနှီးနှီးတွေ့ဆုံကျွန်တော်ဆောင်းမှာဖြစ်တယ်လက်မှတ်ကိုအထူးကန့်သတ်ပြီးရောက်မှာဖြစ်တယ်အခုခြေတော်မသိမ့်မကျင်ညာသေးဘူးလက်မှတ်တွေက30ရာခိုင်နှုန်းလောက်တော့ကျွန်တော်ရောက်ပြီးသွားပြီပေါ့နော်အဲ့ဒီအတွက်လည်းအပိကြရတဲ့သူတွေကျေးဇူးတင်တယ်အခုဝယ်ရင်တော့2 digit ဖြစ်သွားပြီဟဲ့လား2 digit မကြမီ3 digit ဖြစ်တော့မယ်ခုံနံပါတ်ကစောစောဝယ်ထားပါเนาะကျွန်တော်တို့အာ လက်မှတ်လိုချင်တယ်ဆိုရင်ကျွန်တော်တို့ဒီ post အောက်မှာလဲဖုန်းနံပါတ်တွေပါတယ်ကျွန်တော်ရေးထားပေးမယ်ဒီ messenger မှာလဲတွားပြီးတော့ meet and greet လက်မှတ်လိုချင်ပါလို့ရေးထားပေးပါကျွန်တော်တို့ team ကလိုအပ်တဲ့အချက်တွေပြန်ပေးမယ်ပြီးရင်ကျွန်တော် ticket number ရထားမှာဖြစ်ပါတယ်အဲ့တော့လာမယ် master 23ရက်နေ့เนาะကျွန်တော် sunday နေ့လယ်2နာရီရန်ကုန်မြို့ pan pacific hotel မှာ meet and greet ရန်ကုန်မှာယင်းဒီ chicken ဆိုတာတွေ့ဆုံကြပါမယ်အဲ့တော့ကျွန်တော်တို့ကတင်တဲ့ကတော့ပုံမှန်တစ်လတစ်ခါရှိနေမှာပေါ့เนาะကျွန်တော်တို့ အမေကိုမေ့ချင်တဲ့သူတွေအခုကောင်းမမရေးတာနော်ကျွန်တော်ပြီးရင်မေးခွန်းလေးတွေဖြေပေးမယ်မီဒန်ဂရင်းနဲ့ပတ်သက်တာလည်းမေးလို့ရတယ်နော်အဲတင်တန်းနဲ့ပတ်သက်တာလည်းမေးလို့ရတယ်တင်တန်းကတော့ပုံမှန်တိုင်းဖွင့်မဲ့တင်တန်းဖြစ်တယ်တစ်လတစ်ခါဖွင့်မယ်ကျွန်တော်တစ်လတစ်မျိုးပဲဖွင့်တယ်အခုလာမယ်၃လပိုင်းမှာကျွန်တော်ဖွင့်မှာကတော့ personal branding တင်တန်းဖြစ်တယ်အဲ့တော့မိမိတို့ရဲ့ personal branding ကိုတိစောက်ချင်တယ်လူကြီးလူငယ်မိသားစုတက်နိုင်တယ် online တင်တန်းဒီ personal branding တင်တန်းဒီ March 25ရက်နေ့အင်္ဂါနေ့ဖွင့်မယ်ထုံးစံအတိုင်း online ကနေတစ်လတင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ data အသီးသီးကမ္ဘာ data အသီးသီးကတက်တယ် ဒါကြောင့်ဒါကတော့ medium green ကတော့ရန်ကုန်ဝန်သူတွေပဲတက်နိုင်ပါဘူး။တန်တန်းကတော့တကမ္ဘာလုံးကဘယ်တန်ငန်းမှမဆို online ကိုတက်လို့ရတယ်။25ရက်နေ့စမယ်။ထုံးစံတိုင်း Facebook ကနေတလားတိတိ online ကနေ group ထဲမှာ recorded video တွေတင်ပေးမယ်အဲကျွန်တော်တို့ Facebook ကြည့်ဖို့ခက်တဲ့သူတွေအတွက် Telegram မှာလည်းတင်ပေးမှာဖြစ်တယ်အဲ့ဒါတက်လာပြီးသွားတဲ့တောင်မဖြတ်ဘူးနောက်6လတနင်္လာနေ့ group ကိုထားထားပြီးမှာဖြစ်တဲ့အတွက်အထက်ထက်ပြန်ကြည့်နိုင် live lecture ကတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zoom ငယ်ကနေ live လို့မြင်ကြမှာဖြစ်ကျွန်တော်နဲ့တယောက်ချင်းတွေ့ပြီးတော့မိကုန်းနေစိတ်ကြိုက်မိနိုင်အဲ့တော့တင်တန်းတက်နေတဲ့ group ကိုချင်မှာရအောင်ဆောင်ရွက်ပေးတာဖြစ်တယ်အဲ့တော့ online ကတော့တက်လာတက်အပြင်လူတွေတက်ချင်တဲ့သူတွေကတော့ match လာကျွန်တော်တို့က အာနော်2930စနေတနင်္ဂနွေနှစ်ရက်မှာမနက်7:00နာရီကနေညနေ6:00နာရီထိအခုကျွန်တော်ရောက်နေတဲ့ရန်ကုန်မြို့တော်ဝင်စင်တာသုံးလာမှာရှိတဲ့ ML သင်တန်းကျောင်းဒီဒုတိယမြန်မာနိုင်ငံတော်ယူကျွန်တော်တို့ဂုဏ်ပြုပေးမဲ့ခေါ်ထားတယ်ဒီတောင်ငူရုံးထဲမှာကျွန်တော်နဲ့ရင်းနှီးနှီးတင်ကြားมาဖြစ်တယ်ကျွန်တော်သင်တန်းနဲ့အဲကျွန်တော်ဟော့ပြောပွဲကိုခွဲထားတယ်ဒါကြောင့်ဒီမှာကျွန်တော်တို့ဒီအခန့်ကိုကြည့်ကြည့်လိုက်အခုဆိုရင်ဒီလောက်လူပဲကျွန်တော်လက်ခံတာနော်ဒါမှမဟုတ်ကျွန်တော်နဲ့ရင်းနှီးနှီးလူချင်းမျိုးစွန့်နှီးလို့ရအောင်ပေါ့အဲ့တော့ meet and greet ကတော့ကျွန်တော်တို့က23ရက်နေ့မှာကျွန်တော်တို့ကပန်ပစိဖစ်မှာလုပ်မယ်ဒါကနောက်တစ်ပတ်ပေါ်29:30စနေတင်တို့2ရက်မှာအခုရန်ကုန်မြို့တောင်ဝင်းစင်တာ3လာမှာရှိတယ်ကျွန်တော်အမ်လတန်တန်းကျောင်းမှာတော်2ရက်တက်ရမယ်ပါဆင်နယ်ဘရန်ဒီကတော့ဘာလို့လဲဆိုတော့ ူကနေရလာတက်တဲ့သူတွေလည်းရှိရောနှစ်ရက်မှာ course ကိုအပြီးပေါ့နော်မနက်စင်နာရီကနေညနေ6နာရီထိနှစ်ရက်အချိန်ကြီးတက်မှာဖြစ်တယ်အဲ့တော့ online နဲ့တက်ချင်တက်ချင်အပြင်မဲ့တက်ချင်တက်ချင် personal branding တင်တဲ့တက်ချင်တဲ့သူက personal branding တင်တဲ့တက်ချင်ပါလို့ရေးထားပေးပါပြီးရင်နာမည်နဲ့เนาะကျွန်တော်တို့ personal branding တင်တဲ့တက်ချင်ပါတယ်ဆိုပြီးတော့နာမည်ရဲ့အဲကျွန်တော်တို့ဖုန်းနံပါတ်ရေးထားပေးပါကျွန်တော်တို့ team ကညီလေးညီမတွေကဆက်သွယ်ပေးမယ်အခုအစီအစဉ်ကိုကြည့်တဲ့သူတိုင်းကို online တင်တဲ့ကတော့ပထမအဦးဆုံးအရောက်တရာအပြင်လူတွေ့တင်တဲ့ကတော့ပထမအဦးဆုံး အယောက်30ကိုကျွန်တော်20% discount ပေးထားပါတယ်အဲ့တော့ personal branding သင်တန်းဆိုတာနဲ့နိုင်ငံခြားတက်ချင်တဲ့သူကတော့နိုင်ငံခြားတက်ချင်ပါရေးထားပေးပါကျွန်တော်လိုအပ်တဲ့အချက်လက်တွေပြန်ပေးထားပါဘာတွေသင်လဲဆိုတော့သုံးခုပါမယ်တစ်ကတော့ personality development ကိုယ်ယူကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုပါအကိုကိုယ်ယူကိုယ်သွေးကိုအရင်ကောင်းစွာနားလည်ဖို့လိုတယ်အပူကိုယ်ယူကိုယ်သွေးလားအေးအေးကိုယ်ယူကိုယ်သွေးလားပြီးရင်ကိုယ်ကိုယ်ယူကိုယ်သွေးနဲ့ကိုက်ညီတဲ့ personal development plan တကိုယ်ယူဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ပြီးရင်တော့ marketing သဘောတရားတွေပါတယ် personal branding ကိုသင်မှာဖြစ်တယ်အဲ personal branding ကိုသင်ကျွန်တော်တို့ online ရောအပြင်ရောပေါ့ဒီနေ့ခေတ်မှာနှစ်ခုလုံးတည်ဆောက်ရတာဟုတ်ဒါတွေကိုကျွန်တော်နဲ့အတူရင်းနှီးချစ်ခင်ဆိုတာလေ့လာသင်ကြပါကိုကဟို celebrity အနေနဲ့မိမိရဲ့ personal brand ကိုတည်ဆောက်ချင်တာလား influencer အနေနဲ့တည်ဆောက်ချင်တာလား expert လို့ခေါ်တဲ့ပညာရှင်တယောက်အနေနဲ့တည်ဆောက်ချင်တာလား အဲ့ဒီအကြောင်းအရာတွေကိုကျွန်တော်လည်းဆွေးနွေးလေ့လာသင်ကြမှာဖြစ်တယ်။ဒါကြောင့် personal branding online ရောအပြင်သင်တော်တက်ချင်တဲ့သူတွေကနာမည်ရဖုန်းနံပါတ်ရောကောင်းမွန်မှာမြည်နေ Messenger မှာယူရပြီးကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်။သင်တဲ့အသေးစိတ်သင်တန်းကြီးရစာကျွန်တော်ဒီ page မှာအပေါ်ဆုံးမှာ post တင်ထားတယ်။အခုကြည့်တဲ့သူတွေကို20% discount ဆက်ပေးနေပါသေးတယ်။စကားဆွေးရင်စာအုပ်လည်းပြန်ရပါပြီ။စကားဆွေးရင်စာအုပ်လိုချင်တဲ့သူတွေကစကားဆွေးရင်စာအုပ်လိုချင်ပါတယ်လို့ယူရပြီးပါ။အခုချိန်ထိမြန်မာတိုင်းနိုင်ငံလုံးပို့ကအခမဲ့ကျွန်တော်အမတ်တရ lemon နဲ့အတူပေးပို့နေတော့ဖြစ်ပါတယ်။ ဒေါ်တန်းတန်းစင်ကြီးမင်္ဂလာပါခင်ဗျအဲမန္တလေးမှာကျွန်တော်တို့ကဟိုကနေ့တော့ရောက်မှာပေါ့နော်စနေနေ့ရောက်ဟမ်စနေတရက်ကျော်ရောက်တနေ့ကနေပြောပြီးကျွန်တော်ညနေ flight နဲ့ပြန်မန္တလေးကိုနေ့လယ် flight နဲ့ရောက်ပဲပေါ့နော်ကျွန်တော်တို့ဆိုတော့မန္တလေးမှာတချို့ဟို coaching ကတော့ရတော့ဘူးထင်တယ်တယောက်ကပြောထားသေးတယ်ပြောကြည့်လိုက်ပေါ့နော် messenger မှာလာပြီးပြောကြကြည့်လိုက်ကျွန်တော်တို့ညှိနှိုင်းပေးပါမယ်နော်ကျွန်တော်တို့ coaching တွေ့ကျင်တဲ့သူတွေမန္တလေးမှာ စနေနေ့ညနေလောက်ကျွန်တော်တို့စီစဉ်ပြီးလို့ရမှာထင်တယ်နော်ကျွန်တော်တို့အဲ့ဒါလေးကျွန်တော်တို့ messenger မှာ coaching တွေ့ကျင်ရေးထားပေးမမေစုတွေ့မယ်နော်ကျွန်တော်တို့ ဟုတ်ပြီဒေါ်တန်းတန်းစင်မင်္ဂလာပါเนาะကျွန်တော်တို့ဒေါ်တန်းတန်းစင်မင်္ဂလာကဲမေကွန်းစပြီးတော့အဲကျွန်တော်တို့အဲမေကွန်းနေစပြီးတော့ဖြည့်ပေးပါမယ်เนาะကျွန်တော်တို့မေကွန်းနေစပြီးဖြည့်ပေးပါမယ်အဲ final အော်လက်မှတ်ကတစ်ကက်ကအခုဝယ်ထားဖို့လိုတယ်ကျွန်တော်တို့တစ်ကက်ကတစ်ချက်ကတော့လူပြည့်သွားပြီအခု30%ကုန်သွားပြီကျွန်တော်တို့တစ်ကက်ရောက်ဒါတော့ကျွန်တော် official announcement တွေမလုပ်သေးဘူးဟို sponsor logo တွေတော့မထည့်ရသေးဘူး sponsor company တွေရဲ့ logo တွေနဲ့ကျွန်တော်ဒီတောက်ကြလောက်မှာကျွန်တော်တို့က ကြီးညာတင်ပါဘူးဒါပေမဲ့အခုကျွန်တော်ဒီလို live တွေမှာပြောပြောနေနေနော်ကျွန်တော်တို့ VIP ticket ဆိုရင်လည်းတော်တော်ကုန်သွားပြီနော် VIP เนาะကျွန်တော်တို့ normal ticket ကလည်း30%ကုန်သွားပြီအဲ့တော့ ticket ကုန်သွားရင်ကျွန်တော်တကယ်ရောက်မှာမဟုတ်တော့ဘူးနော်တကယ်ပြောတာဘာပြောလို့လဲဆိုတော့ဟို meet and greet ဆိုတော့လေရင်းနှီးနှီး game တွေပါလေဆော့ကြမှာဆိုတော့နော်ပြီးတယောက်ချင်းနဲ့လည်းကျွန်တော်ရင်းနှီးကျင်သေးတာပေါ့နော် Thai ကိုလာဖို့ရှိတယ်ကိုအောင်နိုင်ဦးတိလာကျွန်တော်ပထမဒီ March 23ရက်နေ့ကအမှန်တမ်းပြောရင် Thai ကျွန်တော် Asia Hotel မှာကျွန်တော်တို့ meet and greet in Bangkok လုပ်ဖို့လုပ်ထားတာ အကိုအောင်နိုင်ဦးနဲ့တည်တဲ့အတိုင်းပဲအခုကထိုင်းမှာဒီအချင်းတွေကြောင့်เนาะကျွန်တော်တို့က6လပိုင်းကိုရွှေ့လိုက်တော့ mid and grade in Yangon ကစသွားတာပေါ့เนาะပထမ mid and grade in Yangon ကျွန်တော်တို့က7လပိုင်းတော့မှလုပ်ဖို့စီစဉ်ထားတာပေါ့เนาะကိုမောင်ဇော်ဝင်းရေမင်္ဂလာပါကျေးဇူးတင်ပါတယ်ခင်ဗျာစကားဆွမ်းရင်စာအုပ်လိုချင်တယ်မတ်မတ်လားကိုလားမသိဘူးဧကရစ်မိဆိုတော့ဧကရစ်ကတော့ယောက်ျားမိဆိုတော့ဧကရစ်မိဆိုတော့ မလားကိုလားမသိဘူးအဲစာစကားဆိုင်စာလိုချင်တာလေ messenger လေးမှာရေးထားပြီနော်ကျွန်တော်တို့ message ကြီးခိုင်မင်္ဂလာပါမမိုးဆန္ဒအောင်ကျေးဇူးတော်မခင်မာဝီမင်္ဂလာပါရတာပေါ့ကို Lucas နှစ်လပိုင်းကအက်ထားတာအကြောင်းမျိုးမျိုးကြောင့်မ join လိုက်ရလို့အခုတင်တဲ့ရတာပေါ့နော်အက်ထားပြီးသားဆို join လို့ရတယ်နော်ကျွန်တော်တို့ကကျွန်တော်တင်တဲ့အကုတ်အစင်ပြောင်းအကုန်လုတ်ပေးတယ်နော်မတက်ပြက်လိုက်နောက်တင်တန်းတက်လို့ရတယ်နော်ကျွန်တော်တို့ရတယ်တက်လို့ရတယ်နောက်တင်တန်းကြီးအပ်ပြီးသွားပြီးမတက်ပြက်တယ်ပြန်လဲထုတ်ပေးတယ်ကျွန်တော်ကအကုန်လုတ်ပေးတယ်စိတ်ချ အဆင်ပြေဖို့အရေးကြီးတယ်เนาะကျွန်တော်ကဟိုအဲ Zoom live lecture လဲ join နေတဲ့ချိန်ဝင် join ကြတာပဲဒါလဲကျွန်တော်လက်ခံတာပဲเนาะမအားကြဘူးเนาะကျွန်တော်တို့အဲ့တော့ Star Flower အောက်လာမင်္ဂလာညချမ်းပါခင်ဗျာ share live တွေ့လို့ပျော်သွားတယ်ဟုတ်ကဲ့ပါ Matt Tintin Cho ရဲ့ comment တွေ့လို့လဲကျွန်တော်ပျော်သွားပါတယ်ကဲမေးခွန်းလေးတွေဖြေပေးမယ်တစ်ခုနှစ်ခုပေါ့တစ်ခုနှစ်ခုပေါ့ဒီနေ့ကလက်တပြက် live ဆိုမထေးဝင်းမင်္ဂလာညချမ်းပါမထေးဝင်းရေဟွန်း စာအုပ်လက်ဆောင်ပေးတယ်လေဒီမှာစာအုပ်လက်ဆောင်ငါးအောင်ပေးဦးမှာဖြစ်တယ်ဒီအစီအစဉ်ကိုမျှဝေလိုက်မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပေးအဲ့ဒီကငါးအုပ်ကိုရွေးချယ်ပြီးတော့ကျွန်တော်စာအုပ်ငါးအုပ်ကိုအမတ်တရလက်မှတ်နဲ့တူအင်တန်ယာရောက်လူချင်းတို့ပို့ကပါမပေးရအောင်ပို့ဆောင်ပေးမှာဖြစ်တယ်ကဲမေးခွန်းလေးတွေဖြေပေးခြင်းတယ်လေမေးခွန်းလေးတွေမေးလိုက်အောင်ကျွန်တော်ဒီမှာ connection ရောက်လားမသိဘူးမေးခွန်းလေးတွေတိတ်မတွေ့မေးခွန်းလေးတွေတိတ်မတွေ့ကိုလူကတ်ကတော့ messenger မှာပြောလိုက်နော်တိလားကျွန်တော်တို့အကုန်စီစဉ်ပေးမယ်လာတက်လို့ရတာပေါ့ဒီသင်တန်းပြန် join လို့ရတယ် ဟုတ်ပြီ meet and greet normal ticket လိုချင်တဲ့သူတွေဟုတ်ပြီအဲ meet and greet လိုချင်တဲ့သူတွေကကျေးဇူးပြုပြီးတော့လေဒီမှာ comment မှာမရေးနဲ့နော်ဒီလား comment မှာမရေးနဲ့ meet and greet လက်မှတ်လိုချင်ပါတယ်ဆိုပြီး messenger မှာတွားရေးထားပေးစကားဆွေးင်စာအုပ်လိုချင်တဲ့သူကလည်းစကားဆွေးင်စာအုပ်လိုချင်ပါတယ်လို့ messenger မှာတွားရေးထားပေး personal branding သင်တန်းတက်မဲ့သူကလည်း personal branding သင်တန်းတက်ချင်ပါတယ်လို့တွားရေးထားပေးမလာရေးချိုကျေးဇူးနော် .a ခိုင်မင်္ဂလာညချမ်းပါဟုတ်တယ်နော် ။အော်အကရမီမဟုတ်အကရမီလား။ sorry နော် sorry ဒီမှာဒီမှာရုပ်နည်းနည်းဖတ်ရတော့အကရမီဟုတ်ပြီဟုတ်ပြီမှတ်ထားလိုက်နော်နာမည်စမ်းတော့လေ။ဟုတ်ကဲ့ကိုလုကတ်တွေ့ကြမယ်နော်။မအေးအေးမြဝေပြီးပါပြီတဲ့ဟုတ်ကဲ့ပါစင်ကာပူလာရင်ပြောပါကိုကို any time meet and greet in singapore ကျွန်တော်တို့အရထားတာတော့ဆယ်လပိုင်းနော်အောက်တိုဘာတွေ့ကြမယ်နော်ကျွန်တော်တို့မင်္ဂလာပါမင်္ဂလာပါကဲမေကွန်းတစ်ခုဖြည့်ပေးမယ်မေကွန်းဖြည့်ပေးမယ်နော်ကျွန်တော်တို့ ကိုမြင့်ကိုစော်မင်္ဂလာညချမ်းပါခင်ဗျာမိကုံးဖြစ်ပြီမယ်မိကုံးဖြစ်ပြီမယ်အပေါ်မှာမိကုံးရေးရတဲ့သူတွေ connection ကြောင့်ကျွန်တော်တို့မှဒီမှာဒီလောက်လေးပဲမြင်ရတယ်မိကုံးမမြင်အောင်ဖြစ်နေတယ်ကျွန်တော်ကျေးဇူးပြုပြီးတော့မိကုံးလေးပြန်ရေးပေးပါဦးနော်မိကုံးလေးပြန်အခုတော်တော် connection တွေကတော်တော်ဆိုးတာ ਉ နော်ကျွန်တော်တို့မိကုံးလေးတစ်ချက်ပြန်ရေးပေးပါဦးမိကုံးလေးတစ်ချက် meet and greet က23ရက်နေ့ master 23ရက်နေ့တနင်္ဂနွေနေ့22ရက်နေ့မှာတက္ကသိုလ်ဝန်ထမ်းဆောင်ပွဲပြီးမယ် အဲ့တော့ညီတွေညီမတွေလည်းလာတက်လို့ရတယ်မိမိတွေဖေဖေလည်းတားတွေတမိတွေဆံမွေးပြီးသွားတော့လာတက်လို့ရတာပေါ့နော်20နှစ်မှပြီးမယ်23မှကျွန်တော်ပေါ်ရလုံပါနော်အဟုတ်တယ်လာခဲ့လीနော်အော်အန်ကိုအန်နီတာအင်စင်ကာပူကတွေ့ကြမယ်မီဒန်ဂရီမီဒန်ဂရီဒန်စင်ကာပူမှာတွေ့ကြနော်ကျွန်တော်တို့အာ ကိုထပ်ပိုင်ထွင်းမေကွန်စဖြစ်ပြီမယ်ဆရာတဲ့ line ဘောကစာနဲ့အပြင်ကစာအုပ်ထဲကစာဘလို့ကွာလဲဆိုကွာတာဗော line ဘောကစာတမျက်နာထဲမှာမပိုးတဲ့ကိစ္စဟုတ်လား line ဘောမှာစာဖတ်တယ်လူငယ်တွေကိုလူကြီးတွေကစာမဖတ်ဘူးစာမဖတ်ဘူးပြောအဲ့လိုတော့မဟုတ်လူငယ်တွေဖတ်တာဗောဒါပေမဲ့တမျက်နာထဲမှာပိုးစင်းနေဖြစ်နေတာဗောနော်လူငယ်တွေကဖတ်တယ်ဒါပေမဲ့တကယ်တကယ်ကျွန်တော်တို့ဒီအော်ဟိုကျွန်တော်တို့မှာဆိုကျွန်တော်တို့ဆိုစာဖတ်ရင်ကျွန်တော်တို့ဒီ iPad နဲ့ဖတ်တာများတယ်နော် iPad နဲ့ဖတ်တာများတယ်အ iPad နဲ့ဖတ်တယ်လို့ပြောရင်ကျွန်တော်တို့ကဒီစာအုပ်တုပ်ဆိုရင် ebook ကိုကျွန်တော်တို့ကဖတ်တာဗောနော် ebook ကိုဖတ်တယ် ီလို ebook format နဲ့တအုပ်လုံးကိုထဲထဲဝင်ကျွန်တော်တို့ကဖတ်တာလားဆိုတော့လူငယ်တွေကအဲ့လိုဖတ်တာမဟုတ်ဘူးအဲ့လိုဖတ်တာမဟုတ်ဘဲနဲ့ तू ကဘလို့ဖတ်လဲဆိုတော့ Facebook တို့ဘာတို့မှာဒီ social media တွေပေါ်မှာတက်လာတဲ့စာတစ်ပိုက်နှစ်ပိုက်ပဲဖတ်တာလေနော်စာတစ်ပိုက်နှစ်ပိုက်ပဲဖတ်တာလေဆိုတော့အဲ့လာကကြတော့အတွေးစာလေးတစ်စာနှစ်စာပဲရတာစာအုပ်ကိုဖတ်ရင်တော့အကောင်းဆုံးပဲစာအုပ်ဆိုဒီလိုကင်ဖတ်ရင်လည်းဖတ်မဖတ်ရင် iBook နဲ့လည်းဖတ်တအုပ်လုံးမှာဖတ်မှာဒီစာရေးဆရာရဲ့ idea ကိုထဲထဲဝင်သိမှာဆိုတော့အဲ့ဒါကွာတယ်တိကျတယ် ။နောက်ဒါဒီမိန်းကွန်းနဲ့ဆက်ဆက်မိန်းကွန်းတစ်ခုကိုကျွန်တော်ဖြေရရင်တွဲကြရင်လာတာတွဲကြနော် meet and greet ကနော်ဟာဟာမအားသေးဘူးတွေပါတယ်မလုပ်ကြနဲ့နော်လက်မှတ်ကြိုဝဲထားအားလာတဲ့အချိန်ကျရင်လက်မှတ်မရှိတော့ဘူး။အဲ့ဒီ meet and greet ကကျွန်တော်ပြောခဲ့ပြီးသားကျွန်တော်ဟောပြောပွဲရတော့ဗျာကျွန်တော်ဘဝမှာကျွန်တော်တလောက်ဟောပြောပွဲရ10ဝဲ15ပွဲမပြောရရင်စားမွေးအိမ်မှာပြောနေမှာပဲ meet and greet လို့ပွဲမျိုးရတော့ကျွန်တော်နောက်9နှစ်6နှစ်မှာလှုပ်ချင်မှလည်းလှုပ်တော့မှာအသက်ကြီးသွားရင်လည်းလှုပ်ချင်မှလှုပ်တော့မှာနော်အခုကအသက်ကတော့တဖြည်းဖြည်းကြီးလာခင်လားဆိုတော့ဆိုတော့နောက်တစ်ခုကခုနပြောနေတဲ့စကားလေးပြတ်သွားလို့ ဆရာတွေတချို့ကပြောတယ်ဟောပြောပွဲတွေနားထောင်တယ်စာမဖတ်ဘူးတဲ့ရလားဆိုမရဘူးလို့ကျွန်တော်ပြောမယ်နော်စာရေးဆရာတွေထဲမှာနော်စာရေးဆရာတိုင်းဟာတိမဟောဘူးမပြောဘူးနော်ကျွန်တော်တို့အတချို့ကအပြောအသားတဲ့ဆရာတွေရှိတယ်အရေးအသားတဲ့ဆရာတွေရှိတယ်တချို့ကအရေးပဲရေးတာလုံးဝမပြောတဲ့ဆရာတွေလည်းရှိတယ်အပြောအရေးရောအသားတဲ့ဆရာလည်းရှိတယ်ဒါပေမဲ့တေချာကတော့စာရေးဆရာတွေထဲမှာဒီလို online ပေါ်မှာပြောမယ်စာပေဟောပြောပွဲတွေပြောလို့ဆိုတာစာရေးဆရာ100ရှိရင်ကျွန်တော်20ရာခိုင်နှုန်းလောက်ပဲရှိတယ် အဲ့တော့ပြီးရင်ဒီဆရာကြီးကလည်းထက်နေတာပဲလေးဆိုင်ကျုံးလို့လည်းလူချင်းမင်းတို့ပြောနေတာထက်နေတာပဲဒါတွေပဲပတ်ပြောနေတာဆိုတော့လူချင်းမင်းကဟောပြောတာတွေပဲနားထောင်မယ်ဆိုစာပေလောကကြီးတွေက20ရာခိုင်နှုန်းသောအတိတုတ္တကိုပဲရစာအုပ်တွေကိုဖတ်မှာကျန်တဲ့80ရာခိုင်ဘာဖြစ်လို့လဲစာပေရေးပြီးတော့မဟောတဲ့စာရေးဆရာတွေမပြောတဲ့စာရေးဆရာတွေမပြောချင်လို့မပြောတာလည်းရှိတယ်ဟောတာပြောတာကိုတိတ်အာမတလို့မဟောမပြောတဲ့သူလည်းရှိတယ်ပေါ့အဲ့ဒီ80ရာခိုင်နှုန်းရဲ့ idea တွေကိုကျွန်တော်တို့မရနိုင် ဒါကြောင့်စာဖတ်မယ်လို့ပြောရင်ကျွန်တော်တို့ကဘာလုပ်ဖို့လို့လဲစာအုပ်ကိုမဖြစ်မနေဖတ်ဖို့လို့လဲဟောပြောပွဲပဲနားထောင်လို့မရဘူးပြီးတော့ကျွန်တော်တို့ဒီခေတ်မှာဆို hot media နဲ့ cold media ဆိုပြီးရှိတယ်စာပေရာ cold media ဖြစ်တယ် hot media ဆိုတာဒီနေ့ social media လို့ရုပ်ရှင်တို့ hot media ဆိုတာလူတွေက ready to ဘယ်လိုခေါ်မလဲ ready made ပေါ့အလွယ်တကူခံစားလို့ရတယ် hot media ရဲ့သဘောကအဲ့တော့တိတ်အားမထုတ်အောင်အဲ့တော့ hot media ဒီခံစားတာတော့ကောင်းတယ်ဒါပေမဲ့ကိုယ့်ရဲ့ ဒီတွက်ခေါ်မှုတို့ရင်းချက်မှုတို့အတွက်ကြတော့စားပေးရမဖြစ်မနေဖတ်ဖို့လိုတယ်စားပေးရကိုယ်မီဒီယာဖြစ်တဲ့အတွက်လူချင်းတို့ ready made တော့မဟုတ်ဘူးကိုကအားထုတ်ရဒီစားပေးကိုခံစားဖို့အတွက်ဆိုပါစို့ဗျာရုပ်ရှင်က hot media ဖြစ်တယ်အဲ့တော့ရုပ်ရှင်က hot media ဖြစ်တော့ဆရာတက္ကသိုလ်ဖုံးနိုင်ရဲ့တငယ်ချင်းလိုပဲဆက်ပြီးခေါ်မိခိုင်းဆိုတဲ့ဝိတုတပုတ်ကိုကျွန်တော်တို့ကနေတိုးရယ်နော်ကျွန်တော်တို့ကဝင်းမုံရွှေရယ်ကရိုက်ထားတယ်လို့ပြောရယ်ဇက်ဆောင်နေရာမှာမောင်ဆိုတဲ့ဇက်ဆောင်နေရာမှာနေတိုးကဝင်ပြီးတော့မှာ ခိုင်ဆိုတဲ့ဇက်ကောင်နေရာမှာဝင်းမုံရွှေရရိုက်ထားတယ်လို့ပြောရင်အဲ့ဒါကိုယုံတင်လိုက်တဲ့အခါကြိလိုက်တဲ့အခါကျွန်တော်တို့အားလုံးကပါလေ ready made ပဲလေအားလုံးကမောင်နေတိုးပဲမြင်မှာเนาะကျွန်တော်တို့ကခိုင်ကိုဝင်းမုံရွှေပဲမြင်မှာ ready ready made ပဲခန်းစားလိုက်တန်းခန်းစားလိုက်လို့ရစားပေးရအဲ့လိုမဟုတ်ဘူးဒီဝိထုတို့ဘုတ်ကိုဖတ်ဖို့တည်းကျွန်တော်တို့ကတန်းခံစားလို့မရအောင်အုံနောက်ကိုအလုပ်ပေးရတယ်။အဲတက်ဆရာတက်သူဖုံးနိုင်ရဲ့ဝိထုကိုဖတ်မယ်။မောင်ဆိုတဲ့ဇက်ကောင်ကိုဖတ်လိုက်။တယောက်ချင်းရဲ့စိတ်ရဲ့မျက်လုံးထဲမှာတယောက်ချင်းရဲ့စိတ်ထဲမှာခံစားပုံဖော်တာချင်းမတူဘူး။ ဟုတ်တယ်မလားကျွန်တော်တို့တယောက်ကသူ့ရည်စားဟောင်းပုံခေါ်နေဖို့ပါလေဟုတ်တယ်မလားမောင်ဆိုတဲ့ဆက်ဆောင်ကိုကိုမြလုံးတော့မြင်နေမတူခိုင်ဆိုတာလေကိုကြိုက်တဲ့ကောင်ဝယ်လေးပုံခေါ်ရင်ခေါ်ကြမှာပဲဆိုလို့ကျွန်တော်ကတော့စာပေယာကောမီဒီယာဖြစ်တဲ့အတွက်သူ့ကိုခံစားဖို့အတွက်အုံနောက်ကအရင်အလုပ်ပြပြီးတော့မှဒီကျွန်တော်တို့ကခံစားမှုသွားဒါကြောင့်စာဖက်ချင်းဟာလူကြီးမလို့အုံနောက်ကိုဖွံ့ဖြိုးတိုးတက်ဖို့အတွက်အစားထိုးဖို့မရှိတဲ့နီးလန်းဖြစ်တယ်လို့ကျွန်တော်အာမခံချက်အပြည့်အဝပေးမိပြီလေဒါကြောင့်ဟောပြောဝဲတွေနားထောင်ရုံကျွန်တော်တို့ပြောတာပဲနားထောင်နေုံနဲ့မလုံတော့ဘူး စာပေကိုမဖြစ်မနေဖတ်ပါစာဖတ်ဖို့အချိန်မပေးရင်ကြာဆုံးဖို့အချိန်ပေးရပါလိမ့်မယ်လို့ချစ်ခင်စွာဖြေကြားပေးလိုက်ဟုတ်တယ်မတ်တင်ချိုကျေးဇူးနော်အဲ့တော့အားလုံးချစ်ခင်ကျေးဇူးတင်ပါတယ်အခုလက်တက် live ကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်အဲ့တော့ personal branding တင်တဲ့ channel တွေကလည်း online က master 25စမယ်ထုံးစံတိုင်း ဘယ်ဒေတာမဆိုတက်နိုင်တယ်အပြင်လူတွေတင်တဲ့ကတော့ကျွန်တော်တို့ကဘယ်တော့စမလဲဆိုတော့29 30စနေတွင်းနေ့ရက်မှာထုံးစံတိုင်းရန်ကုန်တောင်ဝင်းစင်တာ၃လာမှာရှိတဲ့အမ်ဘလန်တင်တဲ့ကြောင့်မှတွေ့မယ်တင်တဲ့ကြောင့် Facebook ကိုကျွန်တော် page မှာတင်ထားပြီးသား meet and greet တွေ့ကျင်တဲ့သူတွေကတော့လာမယ် March လ23ရက်နေ့ရန်ကုန်မြို့ Pan Pacific Hotel မှာနှစ်နာရီနေ့လယ်နှစ်နာရီမှာထူးခြားတဲ့အစီအစဉ်တွေနဲ့ကြိုးမကျင်ညာတဲ့ထူးခြားတဲ့အစီအစဉ်တွေလည်းများစွာရှိတယ်ကျွန်တော်တို့ရင်းနှီးချင်ကကျွန်တော်ရဲ့အမာရန်ပရိသတ်တွေနဲ့တွေ့ကြပါမယ်အထူး ရင်းနှီးချစ်ခင်စွာတွေ့ဆုံခြင်းတဲ့အတွက် Meet and Greet in Yangon ဆောင်ရွက်တာဖြစ်တဲ့ sponsor ပါဝင်ထားတဲ့ကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်ကြီးများကိုလည်းအထူးပဲချစ်ခင်ကျေးဇူးတင်ပါတယ်။မကြမီမှာ sponsor တွေကိုလည်းကျွန်တော်ကြီးညာပေးပါ့မယ်။အားလုံးကျေးဇူးတင်ပါတယ်။မေးခွန်းလေးတွေမေးစရာရှိရင် comment မှာရေးခဲ့ပေးပါ။လူချင်းတို့ရဲ့ comment တွေကိုတန်ဖိုးထားပြီးဖတ်ပါရယ်။ခြေတင်ဖြေတိုက်တဲ့မေးခွန်းတွေကိုလာမယ့်အစီအစဉ်တွေမှာဖြေကြားပေးသွားမှာဖြစ်ပါတယ်။ We must work together. We must build our nation.